participant နဲ့ပတ်သက်ပြီးတော့ grade တွဲចောင်းသားတယောက်ကမေးထားလို့ပါเนาะအဲ့တော့ဒီမှာ present participant အကြောင်းကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးခြင်းပါတယ်အဲ့တော့ present participant ဆိုတာတော့ by ing နဲ့ရေးရတာပေါ့เนาะဟုတ်ပြီအဲ့တော့သူ့ကိုဘယ်လိုအခြေအနေမှာသုံးလဲဆိုတာကျွန်တော်တို့လေ့လာကြည့်မယ်ဟုတ်ပြီเนาะအဲ grade 5ကနေ grade 12အထိအင်္ဂလိပ်စာသင်တန်းလေးတွေ grammar သင်တန်းလေးတွေစုံစမ်းခြင်း CB ကိုလာလာပြီးမေးလို့ရတယ်เนาะချက်ပေါက်ကိုလာလို့ရတယ် to give ပေးဖို့ the result result ဆိုတာရလက်နော်ရလက် of an action action ဆိုတာလုပ်ရတခုဖြစ်ရတခုအဲ့လိုဘာသာပြန်လုပ်ရတခုဖြစ်ရတခုရဲ့ result နော်အဲ့တော့ဒီလိုအတူမှတ်လိုက်မယ် result action နော် action လုပ်ရတခုဖြစ်ရတခုရဲ့ result ရလက်ကိုပေးဖို့နောက်တစ်ခုက to give ပေးဖို့ the reason အကြောင်းပြချက် for an action action ဆိုတာလုပ်ရတခုဖြစ်ရတခုရဲ့ reason တို့မှတ်လိုက်မယ်နော်အကြောင်းပြချက်ကိုပေး ပေးဖို့ဟုတ်ပြီเนาะအဲအဲ့တော့ကျွန်တော်တို့လေ့လာကြည့်ရအောင် the flood swap the area တဲ့ the flood ဆိုတာရေကြီးတာကိုပြောတာเนาะ swap the area ဆိုတာ area ကနေရာနေရာတစ်ခုကိုတဲ့ရေကြီးမှုရိုက်ခတ်သွားတယ်ပေါ့เนาะရေကြီးသွားတယ်ရေလွှမ်းသွားတယ် swap ဆိုတာအဲ့ဒီအဓိပ္ပာယ်ပေါ့เนาะ it left thousands of people homeless เนาะ ID 1ကအဲ့ဒီရေကြီးမှုကိုပြန်ပြောတာအဲ့ဒီရေကြီးမှုက thousands of people loot ထောင်ပေါင်းများစွာကို homeless အိမ်ချေရာမဲ့ဖြစ်စေခဲ့တယ်တဲ့အဲ့တော့ကျွန်တော်တို့ဒီနေရာမှာဒါလေးကို action လို့ကျွန်တော် action စာကြောင်းလို့သတ်မှတ်လိုက်မယ်ပထမစာကြောင်းเนาะရေကြီးတာကပထမစာကြောင်းအဲ့ဒါ action ဟုတ်ပြီเนาะလုံရက်တစ်ခုဖြစ်ရက်တစ်ခုဖြစ်ရက်တစ်ခုကရေကြီးတာအဲ့ရေကြီးတာကြောင်းဘာဖြစ်လဲဆိုတော့လူတွေထောင်ပေါင်းများစွာအိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်ပေါ့เนาะအဲ့အဲ့ဒါကကြတော့ရလက် resort ဟုတ်ပြီနော်ကဲအဲ့တော့ကျွန်တော်တို့ကအဲ့ဒါဆိုရင်ဘယ်စာကြောင်းကို VNG နဲ့ရေးမလဲဆိုရင် resort ရလက်စာကြောင်းကို VNG နဲ့ရေးရဟုတ်ပြီနော်ပြောပြီးသွားပြီပထမစာကြောင်းကရေးကြည့်တယ်ဒါက action လောက်ရက်တစ်ခုဖြစ်ရက်တစ်ခုဒုတိယစာကြောင်းကရေးကြည့်လို့ဘာဖြစ်လဲလူတွေအုံးမဲ့အိမ်မဲ့ဖြစ်သွားတယ်အဲ့ဒါကရေးကြည့်တဲ့ရလက်ဟုတ်ပြီနော်အဲ့တော့ရလက် resort ဆိုတဲ့ဒါဒုတိယစာကြောင်းက resort ပေါ့နော် R E S U L T เนาะဒုတိယစာကြောင်း resort အဲ့ resort စာကြောင်းကိုပဲ verb engine နဲ့ရေးရဟုတ်ပြီเนาะဒါဆိုရင်ပထမစာကြောင်းကိုဘာမှပြောင်းစရာမလိုဒီတိုင်းကူးလိုက်မယ် the flood swept the the area ဟုတ်ပြီเนาะပြီးသွားတော့မှ comma ကုတ်မယ်အဲ့ဒီ int မလိုတော့ဘူး left resort စာကြောင်းကို verb ing နဲ့ရေးမယ် အရှင်စာကြောင်းကို VAT အန်ဂျီမရေးဘူးနော်ဟုတ်ပြီ leaving လို့ရေးလိုက်မယ် LEFT က VAT 1 leave ကို LEVING leaving thousand or ခုချတော့ of people homeless နော် resort ရလက်ကို VAT အန်ဂျီနဲ့ရေးတာဟုတ်ပြီနော်ကဲဒါကအဖြေတစ်မျိုးပေါ့ နောက်တစ်အဖြေတစ်မျိုးကျွန်တော်တို့စဉ်းစားကြည့်ရအောင်ရေကြီးတာကအရှင်ဖြစ်ရတဲ့ခုဒါဆိုရင်လူတွေအိမ်အိုးမဲ့အိမ်မဲ့ဖြစ်တာလေဖြစ်ရတဲ့ခုလို့ចောင်းသားတွေရောထွေးနိုင်တာပဲဖြစ်နိုင်တာပဲဟုတ်တာပဲဒုတိယစာကြောင်းကလည်းဖြစ်ရတဲ့ခုဖြစ်နေစဉ်းစားလို့ရတာပဲလူတွေအိုးမဲ့အိမ်မဲ့ဖြစ်တာဒါဆိုရင်ဒုတိယစာကြောင်းကိုကျွန်တော်တို့က action ဖြစ်ရတဲ့ခုအနေနဲ့စဉ်းစားလိုက်မြင်ဟုတ်ပြီနော် လူတွေအိုးမဲ့အိမ်မဲ့ဖြစ်တာ action ပေါ့ အရှင်ဆိုရင်လူတွေအိုးမဲ့အိမ်မဲ့ဖြစ်တာကဘာကြောင့်ဖြစ်တာလဲရေကြီးလို့ဒါဆိုရေကြီးတာက reason ဖြစ်သွားပြီရေကြီးတာ reason ဖြစ်သွားပြီအဲ့ဆိုရင် reason စာကြောင်းကို verb ing နဲ့ရေးမယ်ကျွန်တော်တို့မှတ်ထားဖို့က action နဲ့ reason နဲ့ရှိမယ်ဆိုရင် reason စာကြောင်းကို verb ing ရေး action စာကြောင်းကို verb ing မရေးဘူးเนาะ action နဲ့ result နဲ့ဖြစ်မယ်ဆိုရင်လည်း resort စာကြောင်းကိုပဲ van engine နဲ့ရေး action ကိုဒီတိုင်းပြန်ကူးဟုတ်ပြီနော်ကဲအဲ့တော့ဆွမ်းနတ်ကပြောတဲ့အတိုင်းလူတွေအိုးမဲ့အိမ်မဲ့ဖြစ်တာကို action လို့ယူဆလိုက်ဖြစ်ရတခုဒါဆိုရင်ဘာကြောင့်ဖြစ်တာလဲလူတွေအိုးမဲ့အိမ်မဲ့ဖြစ်တာရေကြီးလို့ဖြစ်တာလीအဲ့ဆိုရေကြီးတာ reason အကြောင်းပြချက်ပေါ့အဲ့အကြောင်းပြချက် reason စာကြောင်းကို van engine နဲ့ရေးမယ် swap ကို van engine ရေးမယ် s w e e p အဲ့ဒါ v 1 2 3တော့သိရမှာပေါ့နော် sweeping v1 ကို ing ပေါင်းလိုက်တာ sweeping the area reason စာကြောင်းကို v ing နဲ့ရေးလိုက်ပြီเนาะအဲ့ဒါဆိုရင်ကြတော့ဒီလိုရေးရင်ကြတော့ဒီမှာ id x ကဘယ်သူ့ကိုပြန်ညွှန်းတာလဲ the flag ကိုပြန်ညွှန်းတာ the flag လို့ထည့်ရ the flag left thousand of people thousand of E O P L E people ကို homeless H O M E L E S S ဟုတ်ပြီနော်အဲ့တော့ပထမစာကြောင်းကကြတော့ရေကြီးတာကအရှင်အိုးမဲ့အိမ်မဲ့ဖြစ်တာက resort ရလက်တစ်ခုပေါ့ဟုတ်ပြီနော်ဒုတိယစာကြောင်းမှာရေးတာကကြတော့အဲရေကြီးတာ sorry အိုးမဲ့အိမ်မဲ့ဖြစ်တာကိုအရှင်ဖြစ်ရတစ်ခုဖြစ်နေသဘောထားလိုက်တယ်အဲ့ဒါဆိုရင် အိုးမဲ့အိမ်မဲ့ဖြစ်တာဘာကြောင့်ဖြစ်တာလဲအဲရေကြီးလို့ဖြစ်တာအဲ့တော့ရေကြီးတာကို reason အကြောင်းပြချက်အနေနဲ့ထားလိုက်တယ်အဲ့တော့နှစ်မျိုးလုံးဖြေလို့မှန်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် comment မှာ yes လို့မှတ်ပေးသွားပါအောင်